မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match 73ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်မှာစစ်မှုထမ်းခြင်းများကိုအတင်းအဓမ္မလိုက်လံကောက်ခံနေတဲ့အုပ်ချုပ်ရေးမှူးဟောင်းအောင်လွင်ကိုပြစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်ရှလာ၁၇ရက်နေ့မနက်၈နာရီကမှတောင်တွင်းကြီးမြို့နယ်ညာတော်ကြီးပါအုပ်ချုပ်ရေမူဟောင်းအောင်လွင်ကိုလန်ခုလက်တန်နီယာမှာတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခတ်ရာတနက်ချီစံနှစ်ချက်ထိမှန်ပြီးတော့ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်တိုက်ဆုံသွားတဲ့အုပ်ချုပ်ရေမူအောင်လွင်ဟာထွေအောင်စရေးကျော်သူနဲ့ဦးလေးတော်ဆက်သူဖြစ်ပြီးတော့ စစ်မှုထမ်းခြင်းများကိုလိုက်လံကောက်ခံရမှာအဓိကချုပ်ကင်နေသူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်သံကောင်းစည်းရင်းများကိုကောက်ခံရမှာလည်းအကြမ်းမဲ့စစ်တပ်နဲ့ပူးပေါင်းနေတဲ့စစ်တပ်ထောက်တိုင်ဖြစ်တဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ဖွေဦးစည်ရေးကျော်သူဟာလည်းအကြောင်းအမျိုးမျိုးကြောင့်လွတ်မြောက်နေတဲ့အတွက်ဆက်လက်ပြီးတော့တိုက်ခိုက်မှုများကိုပြုလုပ်သွားမှာဖြစ်ကြောင်းကံကြီးမောင်ကအတိပေးပြောဆိုထားပါတယ်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးလက်ပတ်မှုကထောက်တိုင်နေဖြစ်လို့ အရိကပြစ်မှတ်ထားပြီးတော့ရှင်းလင်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အများဆုံးပူးပေါင်းပါဝင်ပေးကြဖို့ပြောချင်ပါတယ်လို့မကွေးပြောက်ကြားတပ်ဖွဲ့တာဝန်ခံကွန်ကြီးမောင်ကပြောပြထားပါတယ်။ဆက်လက်ပြီးတော့မဟာမိတ်တပ်ဖွဲ့ညီနောင်များနဲ့ပူးပေါင်းကာ ဖက်စစ်အာဏာရှင်စနစ်ကြာဆုံးတဲ့အထိတိုက်ခိုက်ချိန်မုံသွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူလူထုအနေနဲ့ပူပေါင်းပါဝင်ပေးကြရတယ်အချက်ဘတ်စစ်ကောင်စီတပ်သားများရှိတဲ့နေရာများနဲ့ခတ်ဝဲဝဲကနေတွာလာကြရအတိပေးထုတ်ပြန်ထားပါတယ်၎င်းတိုက်ခိုက်မှုကိုမကွေး Corolla Warfare မကွေးပြောင်ကြားတဲ့ Dragon King People Defense Force နဂါမင်းပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့တောင်ရင်းကြီး Fighter Force LPDF တို့ကပူပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးတိုင်းအုပ်ဖို့မြို့နယ်မှာလူငယ်များကိုအကြမ်းဖက်ဆက်တက်ကိုခေါ်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးခိုင်းနေတဲ့စစ်တပ်ဒေါက်တိုင်အေးလွင်ကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ17ရက်နေ့မနက်9:00နာရီကမှအုပ်ဖို့မြို့နယ်ချောင်းကကေရွာမှာနေထိုင်တဲ့အကြမ်းဖက်ဆက်တက်ဒေါက်တိုင်အေးလွင်ဟာခမာရ6တက်ရင်ကိုသတင်းပေးပြီးတော့ပြန်လာတဲ့အချိန်ထောင်ကကေရွာထိတ်မှာတရားဝရီခိုင်တရရင်383ရက်နဲ့တက်ခွဲလေးမြေအောင်ပြောက်ကြတပ်ဖွဲ့အုပ်ဖို့ကရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာ တနက်ကြီးစံတစ်ချက်ဦးကောင်းကိုထိမှန်ပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသွားတဲ့ဆက်တက်တောက်တိုင်းအေးလွင်ထံကနေပြီးတော့လွေအိတ်တလုံးအကြမ်းဆက်တက်ကစစ်ဘုံတအုပ်ရဲ့လက်မှတ်ပါတဲ့ထောက်ခံစာ၃ရွက်နဲ့ငွေသား၃,၆၀၀ကျပ်တို့ကို သိသိရရှိခဲ့တယ်လို့သိရပါတယ်။အေးလွင်ဟာတော်လိုင်းရဲဘော်များရဲ့သတင်းအချက်အလက်များကိုစုံစမ်းထောက်လှမ်းပြီးတော့စစ်တပ်ထံကိုသတင်းပေးဖို့ခြင်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်သားနဲ့ရဲများကိုတိုက်ခတ်ရန်ထောင်ထားတဲ့မိုင်းခွင်များကိုစစ်တပ်ထံကိုသတင်းပေးပြသခြင်းလူငယ်များကိုစစ်တပ်ခေါ်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးခိုင်းခြင်းများကြောင့်ပြစ်ခတ်တိုက်ခတ်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။အေးလွင်ရဲ့သားနဲ့တမတ်ကလည်းစစ်ခွေးတွေပဲရွာထဲကိုဝင်ပြီးတော့ပေါ်တာဆွဲနေတဲ့စစ်ခွေးရဲခွေးတွေကိုတိုက်ခိုက်ဖို့ထောင်ထားတဲ့မိုင်းတွေကိုလည်းသူကစစ်ခွေးတွေစီကိုသတင်းပေးတာကြောင့် ခွေးတွေကမိုင်းခွေးတွေကိုရှောင်ရှားသွားလာနေလို့မတင်ငါလို့စောင့်ကြည့်မှသူသတင်းပေးနေတာကိုအတီးပြုတ်နိုင်တာနောက်ပြီးတော့ရွာတွေဘက်မှာလူငယ်တွေကိုပေါ်တာဆွဲရင်လဲ ဘယ်အိမ်မှာဘသူရှိလဲဆိုပြီးတော့လက်ညှိုးထိုးပြပြီးတော့ဖမ်းခိုင်းတာကျွန်တော်တို့အနေနဲ့ရွာထဲကိုဝင်ပြီးတော့ပေါ်တာဆွဲနေတဲ့စစ်ခွေးရဲခွေးတွေကိုမိုင်းဆွဲတိုက်ခတ်ခြင်းအပြင်တခြားနီးလန်းတွေနဲ့လည်းတိုက်ခတ်ဖို့ရှိနေတာကြောင့်ပြည်သူတွေအနေနဲ့စစ်ခွေးတွေနဲ့ဝေးဝေးနေကြဖို့ကိုလည်းအတိပေးလိုပါတယ်လို့တာယာဝရီခရိုင်တိုက်ရင်၃၈၃ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်တရားဝရီခရိုင်တိုက်ရင်၃၈၃ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့တက်ဖွဲ့အနေနဲ့ ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတဲ့အကြမ်းဖက်ဆက်တပ်နဲ့၎င်းတို့ရဲ့တောက်တိုင်များကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့ရဲ့အနီးနားမှာတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်အတိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့ပတ်တိန်ကြီးမြို့နယ်ရန်ငင်းတာယာရပ်ကွက်မှာမတ်လ17ရက်နေ့ညနေပိုင်းကအမျိုးသမီးဦးဆောင်တဲ့လူသုံးဦးကပါဆယ်ပစ္စည်းလာပို့တဲ့ပုံစံမျိုးဟန်ဆောင်ရင်းနဲ့အငိမ့်စားပါမောက်ခအိမ်ကိုလူရက်ဓမြတိုက်လို့အင်ရှင်သားဖာနှအူးဒိုင်ယာရရှိကရွှေမွေတွေပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မတ်လ17ရက်နေ့ညနေ4နာရီခွဲဝင်းကျင်ကပသိမ်ကြီးမြို့နယ်ရန်ကင်းတာယာရက်ကွက်မှာရှိတဲ့အငိမ့်စားပါမခတအုပ်ရဲ့နေအိမ်ကိုအသက်20ဝင်းကျင်အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးတို့စိုက်ကယ်နဲ့ရောက်လာပြီးတော့ပါဆက်ပစ္စည်းလာပို့ရင်းနဲ့လူရဓမြတိုက်သွားတယ်လို့သိရပါတယ်အိမ်မှာမိသားစုဝင်၃ဦးရှိနေတဲ့အချိန်ပါဆယ်ပစ္စည်းလာဖို့တာဖြစ်ပြီးတော့လက်ခံရရှိကြောင်းလက်မှတ်ထိုးရမယ်လို့ပြောလို့အိမ်ရှင်အမျိုးသမီးကြီးကခြံတကားကိုဖွင့်ပေးရာကနေအဲ့ဒီလူ၃ဦးကနေအိမ်အတွင်းထဲကိုရောက်ရှိနေတဲ့အချိန်နေအိမ်ရဲ့ဒကမာကြီးကိုပိတ်ကား အင်ရှင်သုံးဦးကိုဗဇက်ကိုတိတ်နဲ့ပိတ်ဆီးပြီးတော့နေအိမ်ရဲ့အောက်ထပ်အိမ်ခန်းအတွင်းမှာရှိတယ်။ဘီရိုအတွင်းထဲကနေရွှေတဲ့ပစ္စည်းမျိုးစုံ6ချက်သားခံတန်မိုးငွေချက်390နဲ့မြမငွေဆက်ကူ6သိန်းချက်ကိုယူဆောင်သွားတယ်လို့စစ်ကောင်စီအုပ်စုရဲ့ရဲမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။အဲ့ဒီဓမြတိုက်လူရက်သူ3ဦးထဲကအမျိုးသမီးကလက်နက်ငယ်ပစ္စတိုတနက်ကိုကင်ဆောင်ထားပြီးတော့ကျန်တဲ့အမျိုးသား2ဦးကတော့ဓာဘူးချုံတွေကိုကင်ဆောင်ထားကအင်ရှင်သားဖ2ဦးကိုဒနောက်နဲ့ထုနဲ့လို့အင်ရှင်အမျိုးသားကြီးဟာ ဥကောင်းပေါက်ပြဲဒဏ်ရာနှစ်ချက်ဝဲဂျုံဆောင်ပေါက်ပြဲဒဏ်ရာတစ်ချက်မစိုးရင်ရတော့ရရှိခဲ့ပြီးတော့တမိဖြစ်သူကတော့နှကန်းဖူးရောင်ဒဏ်ရာနဲ့ဥကောင်းနာကျင်ဒဏ်ရာမစိုးရင်ရတော့ရရှိခဲ့လို့ပတိန်ကြီးမြို့နယ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ကုသပေးထားရတယ်လို့စစ်ကောင်စီအုပ်စုကသတင်းဖြန့်ထားပါတယ် အိမ်မှာညနေ၄နာရီခွဲကျော်လောက်ကဓမြတိုက်ခတ်လိုက်ရပါတယ်အမျိုးသမီးတူဦးဆောင်ပါတယ်တဲ့အမျိုးသားနှစ်ယောက်လည်းပါတယ်တဲ့တနက်အပြင်ဓာတ်တွေလည်းပါကြတယ်တဲ့ကျွန်တော်ရဲ့ညီမအငယ်ဆုံးလေးရဲ့နာမည်နဲ့ပါဆယ်လာပို့တာဆိုပြီးတော့ပစ္စည်းလက်ခံရရှိကြောင်းစိုင်းလက်မှတ်ရေးထိုးခိုင်းပါတယ်တဲ့သူတို့ပေးတဲ့ဘောပင်ကရေးမရတာနဲ့အိမ်ထဲဝင်ရေးရင်းနဲ့အဖေကိုခေါင်းကိုဖိပြီးတော့အဆက်မပြတ်ထုပါတယ်တဲ့မင်းမင်းနဲ့အငယ်မလေးကတော့အနှဲငယ်ပဲထိခိုက်မိပါတယ်လက်ကိုချိုးတုပ်ပြီးတော့ဗစက်ကိုတိတ်နေကပ်ပါတယ်အသေးလုံးမယ်လို့လောက်ကြသေးတယ်အငယ်မလေးကတော့မအော်ပါဘူး <laughs> အမေနဲ့အဖေကအသက်ကြီးလာပြီဆိုပြီးတော့အတင်းတောင်းမှမှသူတို့တွေကတယောက်ကတားတာနဲ့အသက်မသေးသွားတာပါရွှေတဲ့တွေအကုန်ပါသွားပါတယ်ဝေသားကတော့လက်ရှိ30ရက်ပဲလက်ထဲမှာထားရတာမို့လို့70သိန်းလောက်ပဲပါသွားပါတယ်တဲ့အတွင်းသေးတွေဖြစ်ဖို့များပါတယ်ဘာလို့လဲဆိုတော့အငယ်မလေးရဲ့နာမည်ကိုသိနေတာကြောင့်ပါလို့မိသားစုဝင်တအုပ်ကလူမှုကွန်ရက်ပေါ်မှာရေးသားထားတာကိုတွေ့ရပါတယ်အဲ့ဒီလိုမျိုးရွှေငွေတွေလူရဓမြတိုက်သွားတဲ့သူတွေကိုဖမ်းမိဖို့အတွက်လိုက်လံစုံစမ်းနေတယ်လို့စစ်ကောင်စီအုပ်စုကသတင်းဖြန့်ထားပါတယ်ပသိမ်ကြီးမြို့နယ်မှာ ခိုးဆိုးလူနိုင်တာတွေဒုစရိုက်သမားတွေကြီးဆိုးတောင်းကျနေပြီးတော့လူရမှုဓမြမှုခိုးမှုတွေအဖြစ်များနေလို့ညဘက်ကောင်းကောင်းမအိပ်ရဲကြဘူးလို့မြို့ကန်တွေကပြောပါတယ်လူစိုးတခိုးတွေကိုပြန်လဲခုခံလို့ရှိရင်အညိုးထားရံပြုတ်ခံရနိုင်တာရဲ့လူငယ်လူရွယ်တွေရှိတဲ့အိမ်တွေမှာပေါ်တာဆွဲစစ်သားတဲ့စုဆောင်ခံရနိုင်တာရဲ့ဒီကြောင့်တခိုးမဝင်အောင်ပဲကာဝယ်နေရပြီးတော့တခိုးခိုးခံရရင်လည်းငိန်ခံနေရတယ်လို့မြို့ကန်တွေကပြောပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပတိန်ကြီးမြို့နယ်ရဲစခန်းကစစ်ကောင်စီအုပ်စုလက်အောက်ခံရဲနဲ့ပြူစောတိတွေပူးပေါင်းက ဗမ်းပြခိုင်းပုံစံမျိုးနဲ့ကိုယ်တိုင်ဗမ်းပြတိုက်နေတယ်လို့မြို့ကန်တွေကပြောပါရယ်2024ခုနှစ်မတ်လကမန္တလေးမြို့အောင်မြေသာဆန်မြို့နယ်22လမ်းနဲ့89လမ်းထောင်းကစစ်ကောင်စီအုပ်စုလက်အောက်ခံမြို့နယ်တရားသူကြီးဒေါ်ဝင်းဝင်းမှာပိုင်ဆိုင်နေလင်းလက်ဝါရွှေပရင်ဆိုင်ကိုရဲယူနီဖောင်းဝတ်ဆင်ထားတဲ့သူအပါအဝင်ကားနဲ့လာတဲ့လူလေးဦးကအဲဆင်းစစ်မယ်ဆိုပြီးတော့ပြောဆိုကရွှေတဲ့ပစ္စည်းနှစ်ပိတ်သာကျော်ကာလတန်ဖိုး ကျက်သိန်းတပေါင်းကျော်ကိုဓမြတိုက်ခဲ့ပြီးတော့အဲ့ဒီဓမြတိုက်တဲ့ဒူတွေကိုစစ်ကောင်းစီအုပ်စုကအဖမ်းပြခဲ့ရမှာပသိမ်ကြီးမြို့နယ်ရဲစခန်းကနေထိုင်မြတ်သူအောင်ဥဆောင်တဲ့အဖွဲ့ဖြစ်တယ်လို့ရဲမှတ်တမ်းမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းဆောင်မြို့နယ်ဂျိုးကြီးရွာကနေခြေချင်းထွက်လာတဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား15ဦးတိုက်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ10ရက်နေ့မနက်7:50မိနစ်ခန့်မှာငန်းဆောင်မြို့နယ်ဂျိုးကြီးရွာကနေခြေချင်းစစ်ကြောင်းထိုးလာတဲ့အင်အား90ခန့်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုရွာသားကြီးရွာဘက်မှာတော်လိုက်တပ်ဖွဲ့များကဗရိဒါမိုင်း3လုံး၊ရှေ့ဘက်စိမ်းမြောင်း12လုံးနဲ့မိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့သိရပါပါတယ်။စစ်ခွေး15កောင်တေးတယ်။ပြည်သူတွေကိုအကူအညီတောင်းကျင်တာကတော့ ော်လိုင်းရေးအရွေးတစ်ခုကိုရောက်ဖို့အတွက်ကျွန်တော်တို့ငန်းစော်နယ်မှာလဲတော်လိုင်းရေးလုပ်နေတဲ့ကျွန်တော်တို့ရဲ့အဖွဲ့လေးတွေကိုဝိုင်းဝန်းပြီးတော့အားဖြည့်ကူညီပေးကြပါအောင်လို့မြေတားရက်ခံကြပါတယ်ကျွန်တော်တို့အဖွဲ့တွေမှာလဲလက်နက်ခဲရန်တွေလိုအပ်နေပါသေးတယ်အဲ့ဒါလေးကိုတော့အကူအညီတောင်းကြပါတယ်ဂွေးကုန်းရွာဘက်ကနေဖောကာနှစ်စီမြို့သားစမှုဆောင်ကနေပြီးတော့နွားကားဒစီနဲ့ဒင်းဝမ်းကုမ္ပဏီကဘတ်ကားဒစီစုစုပေါင်း၄စီးနဲ့ခွေးတွေအလောင်းတွေကိုချက်ချင်းလာောက်သွားပါတယ်ခွေးတွေဘက်ကတော့ပြန်လဲပြစ်ခတ်တာမျိုးမရှိပါဘူးလက်နက်တွေဘာတွေတင်းစီရမိတာမျိုးတော့မရှိဘူးလို့ Special Task Force ငဇွန်ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခတ်မှုကိုမြင်းကြံခရိုင်အမှတ်6တပ်ရင်းတပ်ခွဲ3နဲ့ Special Task Force ငဇွန်တို့ကပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့စကိုင်းတိုင်းမြောင်မြို့နယ် ်ပန်းညိုရွာကိုအကြမ်းမဆက်တကစနေရက်နေ့ညပိုင်းအထိကိုရွာလုံးကျွမိရှုဖြတ်စည်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာစနေရက်နေ့ညနေ၄နာရီအချိန်ကစပြီးတော့မြောင်မြို့နယ်ပန်းညိုရွာကိုရောက်ရှိနေတဲ့အကြမ်းမဆက်တစစ်ကြောင်းဟာညပိုင်းအချိန်အထိကိုပြည်သူပိုင်းနေအိမ်များကိုမိရှုဖြတ်စည်းခဲ့တယ်လို့သိရပါတယ်အကြမ်းမဆက်တရဲ့မိရှုဖြတ်စည်းမှုကြောင့်ခြေရွာအတွင်းမှာနေအိမ်အများပြားမိလောင်နေပြီးတော့ ရွာလုံးကျွတ်မီးလောင်ပျက်စီးနိုင်တယ်လို့သိရပါဗျ။ကျေးရွာပြင်ပကနေလဲမီးကိုလုံများတက်နေတာကိုဇက်တိုက်တွေ့မြင်နေရတယ်လို့ပြောပါဗျ။အခုထိရှုပ်နေတာမီးကတော်တော်ကိုများနေပြီးတော့တရွာလုံးကိုရှုပ်မဲ့ထင်းတယ်။သူတို့အတွက်တော့အထီးကများပြီးကြီးရေလေသုံးခုစလုံးသုံးတာတောင်မှသုံးရကြအောင်အချိန်ယူလိုက်ကြရတာဆိုတော့တော်တော်လေးကိုမချိန်မနဲ့ဖြစ်နေကြတယ်ထင်တယ်လို့မြောင်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ကိုနွေဦးကပြောပြထားပါဗျ။ရေစကြုံမြို့နယ်တာကောင်းရွာမှာလဲအကြမ်းဖက်စစ်တပ်ရဲ့နောက်ချန်အင်အားများကြံခဲ့နိုင်တဲ့အတွက်ကြောင့် ပြည်သူများဟာခြေရွာအတွင်းကိုဝင်ရောက်ခြင်းမပြုလုပ်ကြရရန်တော်လိုက်တပ်ဖွဲ့များကအသိပေးထုတ်ပြန်ထားပါတယ်။လက်ရှိမြောင်မြို့နယ်ပန်းညိုရွာကိုမိရှုဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမြေစွန်းတော်ရွာနဲ့မလကာချံရွာကတပ်ကြီးရွယ်အိုပြည်သူစစ်တပ်ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာတရားမဝင်အလုပ်လုပ်ကိုင်းနေတဲ့မြန်မာဆောက်လုပ်ရေးအလုပ်သမား16ဦးနဲ့အထောက်ထားမဲ့ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား9ဦးတို့ကိုထိုင်းရဲများကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ17ရက်နေ့ထိုင်းနိုင်ငံပတရားမှာရှိတဲ့ရေကူးကန်ဆောက်လုပ်ရေးလုပ်ငန်းခွင်များကိုထိုင်းအာဏာပိုင်များကဝင်ရောက်ဆစ်ဆီးခဲ့ရမှာတရုတ်နိုင်ငံသား6ဦးနဲ့ ်မြန်မာတရားမဝင်ဆောက်လုပ်ရေးအလုံသမား16ဦးတို့ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်မြန်မာနိုင်ငံသားများမှာတရားဝင်စာရွက်စာတဲ့အထောက်အထားခိုင်လုံစွာမရှိတဲ့အပြင်အလုံလုံခွင့်မရှိပဲဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာအလုံလုံနေတာကိုစီစီတွေးရှိရကြောင်းထိုင်းအာဏာပိုင်များကပြောဆိုခဲ့ပါတယ်အလားတူပဲထိုင်းနိုင်ငံကန်ချနာပူရီခရိုင်မှာကားတစီးထဲမှာပြုတ်သိပ်ပြီးတော့တရားမဝင်လိုက်ပါတာနဲ့မြန်မာနိုင်ငံသား၉ဦးကိုထိုင်းအာဏာပိုင်များက ဟန်စီရရှိခဲ့တယ်လို့သိရပါတယ်။တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၉ဦးထဲမှာအမျိုးသား၃ဦးနဲ့အမျိုးသမီး၆ဦးတို့ပါဝင်ပြီးတော့ထိုင်းနိုင်ငံမှာအလုပ်လုပ်ရန်အတွက်ဖျားသုံးစုလမ်းကနေတဆင့်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမြန်မာနိုင်ငံသား၉ဦးကိုထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်မှုနဲ့အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ